လာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့မေလ25ရက်မှာရရှိထားတဲ့သတင်းတွေကိုကျွန်တော်ခေရဏန်ကတင်ဆက်ပေးပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့ရွှေကျင်မြို့နယ်ကမင်္ဂလာဆောင်ကိုစစ်တပ်ကဘုံကျဲခဲ့လို့တရိုးသမီးအပါဝင်စေဦးထက်မင်းတည်ဆုံးခဲ့တဲ့သတင်းအမြန်လမ်းမှာပြစ်ခတ်မှုတွေဖြစ်နေလို့လူတွေထောင်ရှိပြီးထွက်ပြေးနေရတဲ့သတင်းရာမညမွန်တက်ကိုမဟာမိတ်အဖြစ်သတ်မှတ်ပြီးတော်လင်းအောင်မြင်ဖို့ပူးပေါင်းသွားမယ်လို့ TNL အသိပေးတဲ့သတင်း ဗိုလ်မှူးချုပ်ဟောင်ရှင်းလင်းခံရပေးတဲ့နောက်ရန်ကုန်မှာစစ်စင်မှုတွေများနေတဲ့တဲ့နေမြေစုမဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ကမ်ဘလူမြို့နယ်ကိုစစ်တပ်အင်အားအလုံးအင်းနဲ့စစ်ကြောင်ထိုးနေတဲ့တဲ့ဂါဇာကိုအကူအညီပေးမှုဟာလက်ဖက်ရည်စွန်းတစွန်းစာပဲခွင့်ပြုထားတယ်လို့ကုလသမဂ္ဂအထွေထွေအတွင်းမှပြောတဲ့တဲ့အစရှိရတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်ပထမဦးဆုံးတဲ့တဲ့ပုံအနေနဲ့ရွှေကျင်မြို့နယ်ကမင်္ဂလာဆောင်ကိုစစ်တပ်ကဘုံကျဲခဲ့လို့ သတို့သမီးအပါဝင်ဆေးဦးထက်မနဲ့တည်ဆုံခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းရွှေချင်းမြို့နယ်ကမင်္ဂလာဆောင်တစ်ခုကိုစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်သတို့သမီးအပါဝင်ဆေးဦးထက်မနဲ့တည်ဆုံခဲ့လို့ဒေသခံတွေထံကသိရပါတယ်။ရွှေချင်းမြို့နယ်ကျွန်းကြီးကျေးရွာမှာကျင်းပမဲ့မင်္ဂလာပွဲကိုမေလ25ရက်မနက်7:00နာရီအချိန်မှာစစ်တပ်ကလာရောက်ဘုံကျဲခဲ့တာဖြစ်ပြီးထိခိုက်တဲ့ဆုံးသူအတိအကျကိုတော့မသိရသေးပါဘူး။ အခုလက်ဆန်ပိုင်းမှာပဲရွှေကျင်မြို့နယ်ကအမှတ်968ချင်းမြန်တက်ရင်ဌာနချုပ်ခမရ968ကိုတော်လင်းပူပေါင်းတက်တွေကတင်ပိုက်ခဲ့ပြီးတော့စစ်ကောင်စီတက်ကလေကြောင်းတိုက်ခိုက်မှုတွေမကြကလန်းပြုလုပ်နေတာဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလ23ရက်ကလည်းစကိုင်းတိုင်းမင်းကင်းမြို့နယ်ကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ခလင်းငယ်တွေအပါအဝင်ဒေသခံပြည်သူစစ်လေဦးတစ်ဆုံးခဲ့ရလို့သိရပါတယ်။ စစ်ကောင်စီဟာလေကြောင်းတပ်ခန့်မှုတွေကိုဆူဆူဝါပြုလုပ်နေပြီးအခုလအတွင်းစစ်ကောင်စီလေကြောင်းတပ်ခန့်မှုကြောင့်အချက်သားတွေအစုလိုက်အပြုံလိုက်တည်ဆုံမှုဖြစ်စဉ်၅ခုထက်မနည်းဖြစ်ပွားခဲ့ပါတယ်။ဒုတိယသတင်းတပုတ်အနေနဲ့အမြန်လန်းနာမှာပြစ်ခတ်မှုတွေဖြစ်နေလို့လူတွေထောင်ချီပြီးထွက်ပြေးနေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မန္တလေးအမြန်လန်းမကြီးအနီးမှာစစ်ကောင်စီတပ်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ BDF တို့အကြားတိုက်ပွဲတွေပြင်းထန်နေရကြောင်းဒေသခံပြည်သူထောင်ပေါင်းများစွာဟာ မိပြင်းရဲ့နေအိမ်တွေကိုစွန့်ခွာပြီးဘဲလို့ရော်ကိုထွက်ပြေးတိမ်းချောင်နေကြရပါတယ်ဒီတိုက်ပွဲတွေဟာမေလ21ရက်နေ့ကတည်းကတောင်ကူမြို့အနောက်ဘက်အမြန်လန်းမိုင်တိုင်140ခွန်အနီးကလက်စစ်တပ်အခွဲရှင်နဲ့စစ်ခုံကြီးဖျားဝင်းကျင်မှာစတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်ဒီကနေ့မေလ25ရက်နေ့မှာလဲတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးအထူးသဖြင့်စပားကြွေရွာကိုအမြင်လန်းမိုင်တိုင်146မိုင်6ဖာလုံမှာရှိရက် စစ်ကောင်စီတပ်ရဲ့ gate scan ကနေလက်နက်ကြီးတွေနဲ့ပြစ်ခတ်နေရလို့ဒေသခံတွေက MPA သတင်းဌာနကိုပြောဆိုထားပါတယ်။တောင်ကုန်မြို့နယ်73မိုင်လောက်ဝေးတဲ့ဒီစပားကျေရွာမှာဆိုရင်စစ်ကောင်စီတပ်တွေကအင်အကောင်စားတွေကိုရွေးချယ်ပြီးမိရှုပ်ခဲ့ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။စစ်ကောင်စီတပ်တွေကမေလ23ရက်နေ့မှာစပားကျေရွာကိုစတင်မိရှုပ်ခဲ့တာဖြစ်ပြီးမေလ22ရက်နေ့ကလေးကလေချောင်းပစ်ကိုလည်းအုံပြုတ်ခဲ့လို့သိရပါတယ်။ လက်ရှိမှာတော့တိုက်ပွဲအကြောင်းစဘာကျွယ်ကဘာနေမကြီးခုံမိတိုင်တော်စပယ်ဦးကွက်တဲ့နဲ့ဇီကုံးရွာအပါဝင်ကျေးရွာအများပြားကပြည်သူထောင်ထဲရှိပြီးဘဲလို့ရကိုတိမ့်ချောင်နေကြရတာပါဒေသခံတဦးရအပြောအယားဆိုရင်သူ့ရွာကျွာတွေကတင်လူဝေ2000ကျော်တိမ့်ချောင်နေရပြီးအများစုဟာတောင်ကူမြို့ပေါ်ကဖုန်ကြီးကျောင်းတွေတချို့ကတော့လေတော့ရနဲ့နိဆက်ရကျေးရွာတွေမှာခုံလုံးနေကြရတယ်လို့ဆိုပါတယ်ဒါအပြင်ဒီနေ့မနက်အစောပိုင်း9နာရီလောက်ကတည်းက အမြန်လမ်းနဲ့တမိုင်လောက်ပဲဝဲတဲ့ကြက်တက်ညောင်မေရွာစာတင်ကျောင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကို PDF တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရကနေ45မိနစ်ကြာကြာတိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ဒီဖြစ်စဉ်ကြောင့်ကြက်တက်ညောင်မေဘိုကုန်းနဲ့ရွှေလောင်းရွာကပြည်သူတွေလည်းထပ်မံပြီးစစ်ပဲရှောင်ခဲ့ရပြန်ပါတယ်။အမြန်လမ်းမကြီးအနီးမှာတိုက်ပွဲဖြစ်ပွားနေပေမဲ့လက်ရှိအချိန်ဒီရောအမြန်လမ်းကိုပိတ်ထားတာမျိုးမရှိသေးဘူးလို့လည်းသတင်းရရှိပါတယ်။ မိရှုခံခဲ့ရတဲ့စပားကျွော်ဟာ2014ခုနှစ်တကောင်စင်ရဲ့အရာအိမ်ထောင်စုတထောင်ကျော်ရှိတဲ့ရွာကြီးတရွာဖြစ်တယ်လို့လည်းသိရပါတယ်။တတိယသတင်းတပုတ်အနေနဲ့ရမညမွန်တက်ကိုမဟာမိတ်အဖြစ်သတ်မှတ်ပြီးတွန်လင်းအောင်မြင်ဖို့ပူပေါင်းသွားမယ်လို့ TNL သတိပေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရမညမွန်တက်တော်ကိုမဟာမိတ်အဖြစ်သတ်မှတ်ပြီးတွန်လင်းအောင်မြင်ဖို့ပူပေါင်းသွားမှာဖြစ်တယ်လို့ပလောင်ပြင်းနဲ့လွတ်မြောက်ရေးတပ်ဦး PSLF TNL ကမေလ24ရက်မှာထုတ်ပြန်ပါတယ်။ လက်ရှိမြန်မာပြည်သူတရက်လုံးကိုဖိနှိပ်တပ်ဖြတ်နေတဲ့စစ်ကောင်စီရဲ့အာဏာရှင်ရန်တရားကိုပြည်သူတရက်လုံးကရရလက်နက်ကင်ဆွဲပြီးတော်လန်တိုက်ခိုက်နေတယ်လို့အဖိနှိပ်ခံပြည်သူလူထုရဲ့တော်လန်ရဲ့ကာလဟာလည်းအမြင့်ဆုံးအချိန်တွေကိုရောက်ရှိလာပြီးဖြစ်ပါတယ်။အခုလိုမွန်လူမျိုးတွေအတွက်တခုတည်းသောရမညာမွန်တက်တော်ကိုပေါင်းဆက်ထူထောင်လိုက်တာဟာမှန်ကန်တဲ့တော်လန်လမ်းကြောင်းဖြစ်တယ်လို့ TNL ကဆိုပါတယ်။အဲအကြောင်းမြန်မာပြည်ကမွန်ဝတအောင်းတို့ပါဝင်တဲ့ မွန်ခမာမျိုးနွယ်စုတွေဟာမိမိတို့လူမျိုးတွေကိုစီယုံပြီးခိုင်မာအကောင့်နဲ့လက်နက်ကင်တပ်ဖွဲ့တစ်ခုကိုဖွဲ့စည်းဖို့အထူးလိုအပ်တယ်လို့ TNL ကထောက်ပြပါတယ်။ပြီးခဲ့တဲ့မေလ24ရက်ကမွန်ပြည်သစ်ပါတီနဲ့မွန်ပြည်လွတ်မြောက်ရေးတပ်မတော်တို့ပူးပေါင်းပြီးရာမညမွန်တပ်တော်အဖြစ်ဖွဲ့စည်းလိုက်တယ်လို့ထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဘုံမုံရှုံအောင်ရှင်းလင်းခံရပြီးရန်နောက်ရန်ကုန်မှာစစ်စင်မှုတွေများနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘုံမုံရှုံအောင်ရှုံထုံးအောင်ပြစ်ခတ်ရှင်းလင်းခံရပြီးရန်နောက် နေပြော်ရန်မန်မဲထုထောင်မှုတံကိုခံရတဲ့အတွက်ရန်ကုန်မှာစစ်ဆင်မှုတွေများနေလို့သိရပါတယ်။မေလ24ရက်ည8:00မိနစ်40မှာလှိုင်းတရံမြို့နယ်တမကုံအတွင်းပဒံလန်းရွှေကန်းတာယာအပြင်တန်းကိုစစ်တပ်ရဲနဲ့ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက နေအိမ်ထဲမှာရှိတဲ့လူတွေကိုအပြင်ထွက်ခိုင်းပြီးအစ်ရှင်စစ်တပ်အပြင်တမကုံလမ်းထိပ်ဖက်မှာလည်း DC စစ်ကားတစ်စီးနဲ့ကားနဲ့သုံးဘေးတွေကိုတားဆစ်ဆဲနေခဲ့ရလို့ Rangoscope Network ကသတင်းထုတ်ပြန်ပါတယ်။ အဲ့လိုအင်ပြန်ထွက်ခိုင်းပြီးအစ်စင်တကောင်စင်းနဲ့တိုက်စစ်တဲ့အချိန်စင်းရင်မကိုက်ဘူးဆိုရင်ပြဿနာခြားတဲ့အပြင်ရှုတ်ထွန်းအောင်ပြစ်ခတ်ခံခဲ့ရတဲ့နေရာအနီးတစ်ဝက်ကအိမ်တွေကိုလည်းစစ်သားအင်အားအများအပြားနဲ့စစ်ဆေးခဲ့လို့သိရပါတယ်။မေလ23ရက်ညကလည်းတောင်အောင်ကလာပန်းမြို့နယ်စစ်နရက်ကွက်မာကစစ်နလန်ထဲကိုစစ်ကောင်စီတပ်ကအစ်စင်ဝင်စစ်ပြီးလူငယ်တချို့ကိုဖမ်းဆီးသွားတယ်လို့ Rangoon Scout Network ကထုတ်ပြန်ထားပါသေးတယ်။ နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှနိုင်ငံတော်လုံခြုံရေးနဲ့အကြံဖတ်မှုတိုက်ဖျက်ရေးဘာသာရပ်တွေအပြင်နိုင်ငံကဆက်ဆံရေးဘာသာရပ်ကိုပါတင်ကြားပေးနေတဲ့ဗိုလ်မှူးချုပ်ဟောင်းရှွထွန်းအောင်ကိုမေလ22ရက်နေ့မနက်ပိုင်းမှာပြစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးနေမြေစိုးမိုးဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ကမ်ဘလူမြို့နယ်ကိုစစ်တပ်အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထုတ်နေတဲ့တင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကမ်ဘလူမြို့နယ်ကိုနေမြေစိုးမိုးဖို့အတွက်လို့ဆိုပြီးစစ်ကောင်စီတပ်က အင်အားလုံးရင်းနဲ့စစ်ကြောင်းထုံးနေလို့မြေပြင်တရင်မြစ်တွေထံကသိရပါတယ်။ကမ်းမလူမြို့နယ်ရဲ့85ရာခိုင်နှုန်းကိုစစ်ကောင်စီထိန်းချုပ်ထားတာဖြစ်ပြီးမြို့နယ်တစ်ခုလုံးထိန်းချုပ်နိုင်ဖို့အတွက်မေလာတတိယဘက်ကဆက်လို့လေကြောင်းရောမြေပြင်စစ်ကြောင်းပါအုံပြုထိုးစစ်ဆင်နေရပါ။ဒါအပြင်ကျွန်းလှနဲ့ကောလင်းမြို့တွေကစစ်ကောင်စီတပ်သားတွေဟာကမ်းမလူမြို့နယ်ကစစ်ကောင်စီအထိုင်စခန်းတွေကိုအင်အားဖြည့်ပူးပေါင်းလာပြီးရနောက်ကမ်းမလူမြို့နယ်ထဲကတော်လင်းတက်တဲ့ထိန်းချုပ်ထားတဲ့နေမြေတွေကို ထိုးစစ်ဆင်နေရဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့2022ခုနှစ်မက်ရှလာကဆလို6000ဘိုးတိုက်နေတဲ့ချက်တင်တိုက်နယ်အတွင်းက6000ဘိုးရွာ၊ကျွမ်းကုံ၊ရောကုံ၊မိတ်တလင်ကုံ၊ရှားချောင်းရွာတွေအပါအဝင်ကျေးရွာ၁၄ရွာကဒေသခံပြည်သူတွေဟာစစ်ကောင်စီရန်ကြောင်နေရဲဆွန့်ခွာခဲ့ရပါသေးတယ်။ကမ်းမလူမြို့နယ်မှာစစ်ကောင်စီတပ်သားတွေနဲ့ပြည်သူစစ်တွေအင်အားကြီးထွားလာပြီးလက်ရှိမှာတော့မန္တလေးမြို့ကျင်းနားလမ်းပိုင်းပေါ်ကကမ်းမလူ၊ကောလင်း ဝမ်းတုံနေမြေကိုစုံမုံမုံရရှိအောင်စ조사နေတာဖြစ်တယ်လို့စစ်ရေးလက်လာတုံးသက်သူတွေကဆိုပါတယ်။နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့ဂါဇာကိုအကူအညီပေးမှုဟာလက်ဖက်ရည်စွန်းတစွန်းစာပဲခွင့်ပြုထားတယ်လို့ကုလအထွေထွေအတွင်းမှုပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဂါဇာအပေါ်အကူအညီပေးရေးကိုအစ္စရေးဘက်ကလက်ဖက်ရည်စွန်းတစွန်းစာပဲခွင့်ပြုထားတယ်လို့ကုလသမဂ္ဂအထွေထွေအတွင်းမှုအန်တိုနီယိုဂူဒါရက်စ်ကပြောပါရယ်ဂါဇာဒေသအတွက်ထောက်ပံ့ရင်ကိုအစ္စရေးက ရတတပတ်ဆက်တပတ်ကြာပိတ်ဆို့ထားခဲ့ပြီးတဲ့နောက် truck က300ဖြတ်တန်းခွင့်ပြုထားပြီးဒီပမာဏဟာ၃ပုံတပုံပဲဖြတ်တန်းခွင့်ရတာဖြစ်တယ်လို့ဆိုပါတယ်။ကုလနဲ့တခြားအကူအညီပေးတဲ့အဖွဲ့တွေကိုအမေရိကန်ရဲ့အကူအညီမှုနဲ့အတူ Israel ကခွင့်ပြုထားတာဖြစ်ပြီးဒီအစီအစဉ်ဟာမျှတတဲ့အစီအစဉ်မဟုတ်တဲ့အတွက် ကုလသမဂ္ဂပါဝင်မှာမဟုတ်ဘူးလို့ပြောထားပါတယ်။အကူအညီပေးမှုတွေရက်ဆိုင်တာဟာ Hamas တွေကိုထောက်ပံ့မှုတွေမရှိစေဖို့ဖြစ်တယ်ဆိုပြီး Israel ကဆိုထားတယ်လို့ အကူအညီတွေကိုခိုးယူတယ်ဆိုတဲ့ဆွဆွေးချက်တွေကိုဟာမတ်အဖွဲ့ကညှင်းဆို့ထားပါတယ်။လက်ရှိဂါဇာမှာရှိတဲ့လူနှစ်သန်းကျော်ဟာအငတ်ဘေးနဲ့ရင်ဆိုင်နေရအကြောင်းလူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေပို့ပေးလိုအပ်တယ်လို့ဂူဒါရက်ကပြောပါတယ်။ MP ရဲ့တနေ့တာထူကြတဲ့တဲ့တင်တွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုနာဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါခင်ဗျာ။